ေအတော့ဦးဇင်းတို့လေးခုမြောက်မင်္ဂလာကဘာတော့ဆိုတော့ကတင်ညူတာကတင်ညူတာဆိုတာကသူတော်ကကိုယ့်အပေါ်မှာပြုတ်ထားတဲ့ကျေးဇူးတရားနော်အဲ့ဒီကျေးဇူးတရားကိုသိမြင်နားလည်ပြီးတော့တက်ဆွမ်းသွေးပြန်လည်ပြီးတော့ဆက်တဲ့သဘောဒါကိုကတင်ညူတာ နော်ကတင်ညူတာသူတော်ကကိုယ့်အပေါ်ပြုတ်ထားတာကိုသိတာကိုယ့်အပေါ်ကောင်းတာပြုတ်ထားတာကိုသိတာဒီနေ့မှာကျေးဇူးသိတယ်ဆိုတာက तू ကငါ့ဘောကောင်းမှလားလို့ ိယုံတိတာနဲ့တော့ကတိညူတာမဖြစ်တတ်သေးဘူးတဲ့ဟုတ်လားတိတာကိုပြန်ပြီးတော့ထုတ်ဖို့ပြောနိုင်တဲ့အနေအထားရှိရမယ်ပြီးတော့ပြန်လဲပြီးတော့တတ်နိုင်တဲ့နောက်ဆက်တဲ့ပေးတဲ့ပြန်လဲတုံ့ပြန်တဲ့အနေအထားရှိရမယ်အဲ့ဒါမှကတိညူတာဖြစ်မယ်လို့ပြောထားဟုတ်လားဒါကြောင့်ကျေသူတိတယ်ဆိုတာကတိယုံတိတာနဲ့မလုံလောက်ဘူးဒါပေမဲ့တချို့ကြတော့လည်းပဲဆက်ဖို့နေနေတာကတိယုံကိုမတိတာအတိအမှတ်ကိုမပြုတ်တာကောမရှိဘူးလားရှိတယ် တချို့ကြတော့အဲ့လိုအတိအမှတ်ပြုတ်ုံမျှမကဘဲနဲ့ကြီးသူရှင်ကို ကြီးသူကမ်းပြီးတော့ဒုက္ခပေးတဲ့အနေနဲ့လောက်တာတော့မရှိဘူးလားဒါကတော့အလွတ်အလွန်ကိုဆိုးဝါးသွားတဲ့အနေထားလို့ဆိုရမှာပေါ့နော်ဒါကြောင့်ဒူရီဆိုတာကများသောအားဖြင့်နော်ကိလေသာတွေကျိုးဆွဲရကိုကပ်ပြအသုံးတော်ခံနေကြတဲ့တတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့် ဩတတဝါရီဆိုတာတကယ်တမ်းကတော့ကိလေသာတွေရဲ့တယုတ်တကံလို့တယုတ်တကံလို့ပြောရမှာပါဟုတ်လားအေးလောဘဒေါသမောဟအားကြီးကြတာများတဲ့အတွက်ကြောင့်ဒီကျေတူတရားကိုတိဖို့ဆက်ဖို့ဆိုတာကလည်းပဲမလွယ်လားဒါကြောင့်မြတ်စွာဘုရားကလောကကြီးမှာယာခဲတဲ့ပုဂ္ဂိုလ်နှစ်ယောက်ရှိတယ်တဲ့နော်အလွန်တရာမှယာခဲတဲ့ပုဂ္ဂိုလ်နှစ်ယောက်ရှိတယ်အဲ့ဒါမှတော့ဆိုတော့ပထမလက်ဦးစွာကျေစုပြုတဲ့ပုဂ္ဂိုလ်ပုဗ္ဗကာယနော်အရင်လက်ဦးစွာကိုကစပြီးတော့ကောင်းလိုက်ဖို့ရဲ့ ဒါမလွယ်ဘူးတဲ့စပြီးတော့ကောင်းနိုင်တဲ့ပုံကိုဆိုတာမလွယ်ဘူးသူကကိုယ်ပေါ်ကောင်းတာမဟုတ်ဘဲနဲ့ကိုကစပြီးတော့သူ့ပေါ်ကိုစပြီးတော့ကောင်းဖို့ဆိုတာမလွယ်ဘူးဆိုတဲ့အတိတ်ပဲဟုတ်လားအေးဒါပထမရခဲ့တဲ့ပုံကိုပေါ့စပြီးတော့ကောင်းနိုင်တဲ့ပုံကိုဆိုတာရခဲ့တယ်နောက်ဒုတိယရခဲ့တာကကိုယ်ပေါ်ကောင်းတဲ့ပုံကိုရဲ့ပုံမှာပြန်ပြီးတော့ကိုကကောင်းနိုင်တယ်ဆိုတဲ့ပုံကိုဒါလေးရခဲ့တယ်လို့ပြောတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတူတော်တို့ ိုကသူများပေါ်မှာစပြီးတော့မကောင်းနိုင်တောင်မှကို့ဘော်ကောင်းထားတဲ့လူရဲ့အပေါ်မှာတော့ပြန်ပြီးတော့ကောင်းတဲ့နေဆိုတာတော့မဖြစ်သင့်ဘူးလားဖြစ်သင့်တယ်ဒါကြောင့်ကျေးဇူးတရားကိုကျွေးဆိုတဲ့အနေနဲ့တောင်သတ်မှတ်တဲ့နေဆိုတဲ့အတိတ်ပဲမျိုးဆိုလိုရရှိတယ်ဒါလည်းပဲဟိုကျေးဇူးပြုတဲ့ပုဂ္ဂိုလ်ဟာတချိန်မှဒီလူဟာငါပြန်ပြီးတော့ကျေးဇူးဆက်စီတော့သူ့ကိုငါကျွေးပေးထားတဲ့သဘောအနေနဲ့ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ကြတာတော့မဟုတ်ပါဘူးနောက်စေတနာပြစ်တာရင်ခံပြီးတော့ဒါကိုယ်ပေါ်မှာကောင်းကြတာမရှိဘူးလား ကိုကသူမြတ်ပေါ်မှာကောင်းတာမရှိဘူးလားရှိတယ်အဲ့လိုအရင်လက်ဦးကိုပေါ်မှာကောင်းလာတဲ့ပုဂ္ဂိုလ်ကိုကိုကပြန်ပြီးတော့နောက်ကနေလိုက်ပြီးတော့ကောင်းဖို့ဆိုတာကတော့ဝင်မလေးတင်မှုလို့ထင်ပါတယ်ဟုတ်တယ်မို့လားသူကတော့အရင်ကောင်းထားသေးတာဟုတ်တယ်မို့လားကိုကပြန်ပြီးတော့တုံ့ပြန်ဖို့ဆိုတာကတော့လွယ်လွယ်ကူကူတောင်ဖြစ်တဲ့လို့ထင်တယ်နော်အဲ့လိုဖြစ်မှလည်းပဲဒါမင်္ဂလာတရားနဲ့ပြည့်စုံနော်ခြေလူတရားကိုမသိဘူးမပြောနိုင်ဘူး မပြောနိုင်တဲ့ပြင်မသိတဲ့ပြင်ကြီးသူတောင်ကန်းဦးမယ်ဆိုရင်တော့အလွန်မှအဲ့ဒါမင်္ဂလာဆူဆူဝါးဝါးပြည့်စည်တယ်လို့ဆိုရဟုတ်ရလားအေးမင်္ဂလာပြည့်ပြီဆိုရင်တော့တိုးတက်မှုမရှိဘူးကြီးပွားမှုမရှိဘူးချမ်းသာမှုမရှိဘူးမင်္ဂလာရှိမှသာလေတိုးတက်နိုင်တယ်ကြီးပွားနိုင်တယ်ချမ်းသာနိုင်တယ်ဒါကြောင့်ကိုယ့်အပေါ်မှာကြီးသူတရားရှိတယ်ဆိုတာကိုဒါကဓမ္မတို့ဥရှင်တွေပြောတာကြီးကြီးတေးတေးတကယ်တမ်းကတော့တိရမယ်တိတိအားလို့ဆိုပြန်ပြီးတော့လဲဆက်ရမယ်ဘုသူဖြင့်ဒီနေရာမှာလည်းပဲဥရှင်တို့ ရှင်သာရိပုတ္တရာကိုရမြကြီးရဲ့အကြောင်းကိုပဲပြောရမှာပါ။နော်ဒီနေ့ကတော့ရှင်သာရိပုတ္တရာတုတ်တန်လို့တောင်ပြောရမလို့ဖြစ်နေတာဟုတ်လား။အဲဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရာထပုံနာဆိုတာရှိတယ်။သူကအလုံးမဆင်းရဲပါတယ်။အဲ့ဒါတနေ့တော့ယဟန်တော်တွေကတခါကြီးခမရဆင်းရဲလိုက်တာယဟန်ပြုပါလား။ယဟန်ပြုပါလားဆိုတော့ရှင်ဘုရားတဲ့တပည့်တော်ကအလွန်ဆင်းရဲတယ်။သင်္ကန်းတို့တပည့်တော်တောင်မတက်နိုင်ဘူး။အဲ့တော့တပည့်တော်ကိုဒီလောက်ဆင်းရဲတဲ့လူကိုဘယ်ဘုန်းကြီးကဘယ်ယဟန်ကယဟန်ပြုပေးမှာလို့ အဲ့ဒါနဲ့ဘုမြတ်စွာဘုရားနာပေါက်ကြားတယ်ပေါ့ဒီဒါကပုံနာကြီးယဟန်ပြုဖို့အခက်အခဲဖြစ်နေတယ်ဆိုတာအဲ့ဒီမှာမြတ်စွာဘုရားရဟန်းတော်တွေကိုခေါ်ပြီးတော့ခြေသားတို့ဒီဒါရပုံနာကြီးကိုဘယ်လိုယဟန်ပြုပေးမလို့အဲ့လိုမေးတဲ့အခါကျတော့ရှင်သာရိပုတ္တရာဂရမကြီးကသူပြုပေးမယ်ပေါ့သာရိပုတ္တရာတင့်အပေါ်မှာဒီဒါရပုံနာဟာဘာကျေစုတရားရှိလို့လဲအဲ့လိုမေးတဲ့အခါကျတော့ရှင်ဘုရားတဲ့တပည့်တော်ကိုဒီဒါရပုံနာဟာစွန်တစွန်လောင်းလှူဖို့ပါလေလို့ ဲ့ဒါပြောရတယ်။ဒါကြောင့်သူဟာသူ့ပုံမှာကျေးဇူးရှိတယ်ပေါ့။ဒါကြောင့်သူပဲအကုန်လုံးတာဝန်ယူပြီးတော့ရဟန်းပြုပေးမယ်ပေါ့။ဒါကျေးဇူးတည်တတ်တဲ့စိတ်ဓာတ်ပေါ့။နော်။အဲ့ဒီမှာမြတ်စွာဘုရားကရှင်သာတိဗုဒ္ဓါကိုချီးမွမ်းတယ်။ဟောသူတော်ကောင်းတွေဆိုတာသူတော်ကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာတည်တည်ကြည်ကြည်သူပြုထားတာလေးကိုတန်ဖိုးထားတဲ့သဘောရှိတယ်။တန်ဖိုးထားမှာနော်တကယ်ယူမိုက်များ။ ဲ့ဒီကျေးဇူးကိုတိတယ်တန်ဖိုးထားတယ်ဆိုတဲ့စိတ်ကလေးကိုကစားနူးညံ့တဲ့သဘောတိမ်မွေးတဲ့သဘောမြင့်မြတ်တဲ့သဘောရှိတယ်ဆိုတာခံစားလို့ရတယ်။အော်သူဟာငါ့ပေါ်မှာကောင်းပေတယ်ဆိုတာအလွန်တရာမှစိတ်ထဲမှာကြည်လို့ရတယ်။ကောင်းမှလည်းနဲ့ဒါကိုအတိမတ်မပြုတ်ကျင်ဘူးဆိုရင်အဲ့ဒါစိတ်ထဲမှာမကောင်းတဲ့သဘောကိုဖြစ်တယ်။ဒါမကောင်းရုံမာတဲ့သဘောဖြစ်ကိုဖြစ်တယ်ဟုတ်လားဒါကြောင့်ပိဋကတ်ကတော့ကျေးဇူးတိဖို့မလိုဘူးလား လို့တယ်ဒီနေ့မှာဦးဇင်းတို့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကျေးဇူးတိရတာကျေးဇူးတိရချိုးနဲ့တယ်လို့ဆိုရမယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီရာဓာပုံနာကြီးကဖြစ်လာတဲ့ရာဓာမတရားသူတစ်ပါးပြောဆိုတာကိုအလွန်တရာမှနာခံနိုင်တဲ့သဘောရှိတယ်။တနည်းအားဖြင့်သူကစောစောကပြောခဲ့တဲ့ဂါရဝမင်္ဂလာနိဝါဒမင်္ဂလာနဲ့ပြည့်စုံတယ်လို့ဆိုရမယ်။ဘယ်လိုယဟန်လေးကပဲပြောပြောသူနားထောင်ပြန်လည်ပြီးတော့ပြောတာမရှိဘူး။ သူမမနာကိုနှိမ့်ချပြီးတော့ဆုံးမတာကိုအလွန်မှနာယူလွယ်တဲ့သဘောရှိတယ်။ဒါကြောင့်ရက်ပိုင်းအတွင်ပဲယဟနာဖြစ်တယ်လို့ဆိုတယ်။အဲ့ဒီဟာလားမထီရအောင်။နောက်ဒါကြောင့်ပေးတဲ့ဘောင်းသူတော်ကောင်းတို့နော်သူတော်ကောင်းတွေရဲ့သဘောတဘာဝဟာကိုကိုယ်တိုင်ကျင့်သုံးရတဲ့အနေအထားကိုမဆိုထားနဲ့ကြားရတာနားထောင်ရတာကိုလည်းပဲစိတ်ထဲမှာချမ်းသာတဲ့သဘောကြည်နူးတဲ့သဘောတနည်းအားဖြင့်ကုလိုဖြစ်တဲ့သဘောဖြစ်ရတယ်လို့စိတ်ထဲမှာခံစားလို့မရဘူးလား။ရတယ်။အေးဒါကြောင့်ပေးတဲ့ဘောင်းသူတော်ကောင်းတို့ နော်တတိယသရုဒ္ဓမင်္ဂလာဖြစ်တဲ့ကတိညုတာကျေးဇူးတည်တယ်ဆိုတာလေဒီနေရာမှာဦးဇင်းတို့ကျေးဇူးတရားကိုထူးထူးခြားခြားသိရတယ်ဆက်ကြတယ်အကြောင်းတွေကိုပြောမယ်ဆိုလို့ရှိရင်နော်ဇတ်တော်တွေမြတ်စွာဘုရားတရားအကြောင်းအရာတွေပြောမယ်ဆိုရင်ဒါအများကြီးရှိပါတယ်ဟုတ်လားတိုးတော်လည်းပဲဟိုစဉ်းစားနေရလေးတွေကိုဦးစားပေးပြီးတော့ပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်ပေးတဲ့ကောင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဟိုဇက်လန်းတွေဝိတ္ထုတွေနဲ့ပတ်သက်ပြီးတော့များများဆဆမပြောနိုင်ဘူးပေါ့ဟုတ်လား တော့ဦးဇင်းတို့မင်္ဂလာတရားပါတစ်ပါးရှိသွားပြီလေ။လေးပါးရှိသွားပြီနော်။ဒီကာရဝါဆိုတဲ့ယုတိသိယုတိတိုက်တဲ့အရာကိုယုတိကြမယ်။နိဝါဒဆိုတဲ့မမနာကိုနှိမ့်ချပြီးတော့ဌာနရမယ်။ဟုတ်လားပြီးတော့ဘာလို့တန်တုတ်တီဆိုတဲ့ရတာကိုရောင်ရဲတဲ့စိတ်နဲ့ရှင်းတဲ့စိတ်ဝေးပြီးတော့ဘဝမှာချမ်းသာတာနေနိုင်ရမယ်ဟုတ်ရဲ့လားပြီးတော့ဘာလို့ကတင်ညူတာဆိုတဲ့ခြေစူတရားကိုတည်ရမယ်လောကကြီးမှာ ကျေးဇူးရှင်မရှိတဲ့လူရဲ့လူမရှိပါဘူးတကယ်တမ်းကဒီအချက်ကိုနားလည်ဖို့လိုတယ်နော်တချို့မမနာအလွန်ကြီးတဲ့ပုံကိုယ်တွေဟာဒီကျေးဇူးတရားကိုအတိအမှတ်မပြုကျင်တာလည်းရှိတယ်ဒါမမနာနဲ့လည်းအများကြီးဆိုင်တယ်လို့ထင်တယ်ဟာသူလုပ်ထားတာငါ့ပုံမှာဘယ်လောက်ထိရောက်လို့လဲဆိုတဲ့အတွေ့အမျိုးပေါ့ထိရောက်သည်ဖြစ်စီမထိရောက်သည်ဖြစ်သည်ကိုယ့်ပုံမှာရှင်နာမြစ်တာထားခဲ့တယ်ဆိုတာကဒါကျေးဇူးတရားတစ်မျိုးလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်အနည်းနဲ့အများဆိုသလို လူတွေဟာကိုယ့်ပုံမှာကျေးဇူးရှိပါတယ်။တနည်းအားဖြင့်လောကကြီးဟာကိုယ့်ပုံမှာကျေးဇူးရှိပါတယ်။ဒါကြောင့်လောကကြီးပုံမှာပြန်ပြီးတော့ကောင်းဖို့ဆိုတာလည်းပဲမလိုဘူးလား။အဲဒီစကားကတော့အလွန်မှကြီးကျယ်သွားတယ်လို့ဆိုရမယ်နော်။အဲလောကကြီးဒီကိုယ့်ပုံမှာကျေးဇူးရှိတယ်။ဒါကြောင့်လောကကြီးပုံမှာပြန်ကောင်းရမယ်။လောကကြီးဆိုတဲ့နေရာမှာဘာလို့တရတဲ့ဟိုခွဲခွဲပြားပြားတတ်မှတ်ထားတာတော့မရှိဘူးပေါ့အားလုံးပေါ့နော်ရေမြေတော်တောင် နောက်ဩဃာတလောကဒါလည်းပါမယ်ပေါ့ဟုတ်လားအေးပြီးတော့တရှိတတ္တဝါတွေပါမယ်အကုန်လုံးပေါ်တယ်ဟုတ်လားအားလုံးကြောင့်ကိုဟာယက်တည်နိုင်တယ်အတိညာဉ်နေရှိရတယ်ဟုတ်လားအေးအဲ့ဒါလိုကျေးဇူးတရားတွေကိုစစ်စစ်ပေါက်ပေါက်မြင်နိုင်ဖို့လိုတယ်ကျေးဇူးတရားကိုကြည်ကြည်ပြတ်ပြတ်မြင်နိုင်ခြင်းဒီပင်လေဒါမြင့်မြတ်ခြင်းကြီးကြည်ခြင်းတစ်မျိုးလို့ဆိုရမှာပေါ့